့အဲ့လိုပေါ့နော်တိတိချာချာလေးတိတ်မဖြူစုခွင့်မရလိုက်ဘူးလို့ခံစားရတော့လဲဝမ်းနေပြီဒါမှလည်းအဲအဖွားအဖွားလေးအဖွားလေးတာသမီတွေပေါ့ရန်တာဝန်ကြီးတဲ့အမေတယောက် မြက်သူအဲ့လိုခံစားဘာလို့အပြစ်သူတို့မရှိတဲ့အချိန်မှာအဖေကအရန်တောက်ပန်တာအရန်လဲဟိုအပြစ်သူကဝန်ထမ်းဆိုတော့တလားတလားသူရတဲ့စီရီဆန်နေဆက်ပြားနေအဲ့ဒါတွေအကုန်လုံးကအိမ်ဟိုပဲပို့တာတာသမီးကြီးအများကြီးခြိကြအောင်မှာအငယ်ဆုံးအမစ်အိမ်ပဲပို့ပြီးတာအဲ့လိုမျိုးဆိုတော့လေအဲအရန်ချစ်တယ်မြတ်သူရဲ့စိတ်ထဲမှာအဲ့လိုကိုယ့်ဘော်ကိုတစ်ခါလောက်ပေါ့နော်အဲ့လိုကောင်းလိုက်ရင်မိသားစုမှမဟုတ်ဘူးဆွေမျိုးမှမဟုတ်အပြင်လူလည်းတစ်ခါလေးမြတ်သူကိုမှတ်မှတ်ထင်ထင်ကောင်းလိုက်မြတ်သူကအဲ့တသက်လုံးအဲ့ဒီဟာ ဟိုအမြဲတမ်းမှတ်ထားပြီးတော့အချိန်ရလိုက်ပြန်ပြန်ပြီးတော့အဲ့လိုပေါ့နော်ကျေးဇူးပြုတဲ့အသူမျိုးပါရှင့်ဟုတ်မြတ်တို့ကလေအမှန်တမ်းပြောရင်မြတ်တို့မိသားစုကကထိန်မခင်းဘူးရှင်အဲကိုတနိုင်တပိုင်းလေးအနေနဲ့ပေါ့နော်အချင်းယုံလေးကိုတစ်ခါမှအဲ့လိုမျိုးမလှဘူးမမေအမေတို့ကလည်းပေါ့နော်မေမေတို့ဒီအိမ်အောင်တက်ပါပေါ့မြတ်သူရဲ့အဲဒီအတက်မှာလည်းမလှဘူးတဲ့ခါကျတော့ဒီလူလေးကမိသားစုအဲဆွေမျိုးအားလုံးအတွက်ပေါ့နော်ဒါလေးကအမှတ်တရလေးဖြစ်သွားတာပေါ့ရှင် ါခံစားမိပါတယ်ပေါ့နော်ဒါမဲ့လည်းဟိုအဖွားကိုအဲ့လိုပေါ့နော်တိတိချာချာလေးတိတ်မဖြူစုခွင့်မရလိုက်ဘူးလို့ခံစားရတော့လဲဝမ်းနေပြီဒါမဲ့လည်းအဲအဖွားကအင်းအဖွားလေးအဖွားလေးတာသမီတွေပေါ့ရန်တာဝန်ကြီးတဲ့အမေတယောက် မြက်သူအဲ့လိုခံစားဘာလို့အပြည့်သူတို့မရှိတဲ့အချိန်မှာအပေါ်ကအရန်တောက်ပန်တာအရန်လဲဟိုအပြည့်သူကဝန်ထမ်းဆိုတော့တလားတလားသူရတဲ့စီရီဆန်နေဆက်ပြရီအဲ့အရာအကုန်လုံးကအိမ်ဟိုပဲပို့တာတာသမီးကြီးအများကြီးခြိကြအောင်မှာအငယ်ဆုံးအမစ်အိမ်ပဲပို့ပြီးတာအဲ့လိုမျိုးဆိုတော့လေအဲအရန်ချစ်တယ်မြက်သူရဲ့စိတ်ထဲမှာအဲ့လိုကို့ဘော်တစ်ခါလောက်ပေါ့နော်အဲ့လိုကောင်းလိုက်ရင်မိသားစုမှမဟုတ်ဘူးဆွေမျိုးမှမဟုတ်အပြင်လူလဲတစ်ခါလေးမြက်သူကိုမှတ်မှတ်ထင်ကောင်းလိုက်မြက်သူကအဲ့တသက်လုံးအဲ့ဒီဟာဟိုအမြဲတမ်းမှတ်ထားပြီးတော့အချိန်ရလိုက်ပြန်ပြန်ပြီးတော့အဲ့လိုပေါ့နော်ကျေးဇူးပြုတဲ့အမှုမျိုးပါရှင့်ဟုတ် 酒厂 <laughs> 的呀，外们那个熟起来吧，另 <laughs> 外的比较不开的，你走路面了不？哎 တော့ဝိုင်းဝန်းကူညီရတဲ့သူတွေအလုံးပျော်အောင်ဆိုပြီးရွှေမိုးငွေမိုးယူရတာအဲ့ဒါနဲ့ရားလူရရမရလူမရဆိုကိုယ်လည်းအမကိုယ့်ကားထဲမှာတချိထားတဲ့ဟာလေးယူပြီးတော့အတောင်းနံလေးတွေအစ်တကလေးတွေကလည်းကိုယ်ကထိန်မှာအတောင်းနံလေးတွေကတ်တာဆိုတော့လေအစ်တကလေးဆိုအပါလာနဲ့အကုန်လုံးကဲအရောက်စီမရတယောက်မှမရမနေရဆိုပြီးတော့အတောင်းအတောင်းလေးတွေပေါ့နော်အလိုလေးတွေမကျဲတော့ဘဲနဲ့ပြပါဖြစ်တတ်တာပေါ့ရှင်အားအဓိကတော့အလူအောင်ပွဲအနေနဲ့အလုံးပျော်ပျော်ရွှင်ရွှင်နဲ့ပျော်ရွှင်စွာနဲ့အလူကိုပိတ်သိမ်းတဲ့သဘောလေးနဲ့ပေါ့နော်လုံးဖြစ်သွားတာပြီးတော့လူကအလိုပဲလှူရှင်စိတ်ဆိုတာကနော်တကယ်ထွာဖြစ်တယ်ဟိုပို့ပြီးပို့ပြီးလှူရှင်နဲ့ရက်သွားရဆိုတာမရှိဘူး ူးပေါ့နော်ဆိုအဲ့လိုစိတ်ကြီးလည်းဖြစ်လာတယ်ပါတော့တရားစိတ်ပေါ့နော်အဲ့လိုပြောမြတ်စွာထိန်းထားတယ်ပေါ့ဆိုတော့မြတ်စွာအကုံတော့အဲ့လိုငိုငိုရင်အဲ့လို drama ခင်းတာတို့ငိုနေတာပဲဆိုတဲ့ပုံစံလေးဖြစ်မှာဆိုလို့ကိုယ့်ကိုချစ်တဲ့သူတွေကိုလည်းကိုယ့်အဲ့လိုမျိုးမပြကြင်ပါလေမြတ်စွာအဲ့လိုဖုံဖုံတရားပြောအခုတော့မှတားနောက်တာပဲနည်းနည်းပြန်ဖြောင်းနေရအဲ့လိုဖုံဖုံတရားပေါ့နော်ပေးတဲ့အချိန်မှာဒီကထိန်ကအလှူမှာဆိုကထိန်ကတကယ်ကိုပေါ့နော်အကျိုးထူးတယ်စီကန်းကြီးတယ်တကိုးထူးတယ်ပေါ့နော်အဲ့လိုမျိုးဖြစ်တဲ့အရာတကယ်ကိုဖုံဖုံပြောလိုက်တာဖျားမှာဆိုစိမ့်အာပြီးတော့အလှူမှာဆိုကထိန်ကြောင်း ်းမှဆိုတိန်ဆိုတော့ဒီဟာမှာမြတ်သူကကန်ကောင်းတော့မြတ်သူအခုသွားလို့ရတဲ့အကြောင်းကတိန်ကတက်ပေါ်တော့စပြီးအကောင့်ထဲပေါ်ရတဲ့အချိန်ဖြစ်နေရဆိုတော့ပုံပုံကြောင်းကြောင်းမှတိန်မရှိလို့မရဘူးဆိုတော့အခုမြတ်သူလူတဲ့ဒီငွေပတိပိတိဒီဟာသုံးခုပါတာဟိုအဲ့ဒီဟာကဒါတိန်ဟိုပေါ့နော်တိန်စောက်ဖို့အတွက်မှထည့်မယ်ဆိုတော့မြတ်သူကကုသိုလ်ပို့ထူးတာပေါ့ရှင်အဲ့တော့လည်းအရန်ကိုကုတ်ကုတ်ကုတ်ပီတီလည်းဖြစ်မိတယ်မြေရမကြအောင်ထိန်းရတာပေါ့နော်အဲ့လိုကို့လှူတဲ့ဟာလေးကိုပြောနေတဲ့အချိန်အမျှအဝေတဲ့အချိန်မှာအရန်ကိုကြည့်မှုပီတီဖြစ်ရတာ ဟုတ်တယ်အဲ့တော့လေဟိုသာသမီတယောက်အနေနဲ့လေထပ်ပြီးတော့မိဘဆန္ဒတခုထပ်ဖြည့်စည်းပေးလိုက်နိုင်လေဆိုတော့ PDF ဘာနဲ့မှလဲလို့မရပါဘူးရှင်ဟုတ်ပြီးတော့အဖိုးကလည်းတတိချင်းသားရှိသေးတော့အဖေဘက်ကအဖိုးကလည်းအဖိုးလည်းရှိနေအကုန်လုံးဝမ်းသာကြပါအာမေတိကမေဘာနတ်တာဘာနတ်တာဒီစရယော လေအမှန်တမ်းပြောရင်မြင့်တို့မိသားစုကကထိန်မခင်းဘူးရှင်အဲအခုနောက်မှအမိနဲ့ကောင်းမှပြောလာပေါ့နော်ဟိုအဲရက်ွက်ထဲမှာလှဲ့တာတို့အဲပေါ့နော်သူဘိုးအဲ့လိုပေါ့နော်လှဲ့လေသွားပြီးကထိန်လှူတာတော့လှူဘူးတယ်ဒါပေမဲ့လည်းအဲကိုတနိုင်တပိုင်းလေးအနေနဲ့ပေါ့နော်အချင်းယုံလေးကိုတစ်ခါမှအဲ့လိုမျိုးမလှူဘူးမမေအမေတို့ကလည်းပေါ့နော်မေမေတို့ဒီအိမ်အောင်တက်ပါပေါ့မြင့်တို့ရဲ့အဲဒီအတက်မှာလည်းမလှူဘူးတဲ့ခါကျတော့ဒီလူလေးကမိသားစုအဲဆွေမျိုးအားလုံးအတွက်ပေါ့နော်ဒါလေးကအမှတ်တရလေးဖြစ်သွားတာပေါ့ရှင်ဒီကထိန်ခင်းတာဆိုလည်းမြင့်တို့အဖိုးလဲပါတယ်အဲပြီးတော့ပေါ့နော် အဖေဘက်ကပေါ့နော်ဦးလေးတွေအဲပြီးတော့နော်အဲကိုယ့်ရဲ့ညီမဝမ်းခွဲတွေပေါ့နော်အကုန်လုံးလာကြတယ်လာဆိုတော့ကိုယ့်ရဲ့အလူလေးကိုမူတာပွားကြတယ်ပြီးတော့ကိုလူတာလေးကြည့်ပြီးတော့ကိုယ့်ရဲ့နောက်ကအာမောင်နေညီမတွေပေါ့နော်ကိုယ့်ရဲ့အကွက်ကိုညီမတွေများတော့ညီမတွေကဒါလေးကိုကြည့်ပြီးတော့တစ်ချိန်သူတို့အလုံးလုံးတဲ့အခါမှာအော်ဒီလိုမျိုးလေးတွေပေါ့နော်အဲကုသိုလ်လုပ်မယ်ဆိုတဲ့ဟာလေးတွေအဲစိတ်လေးပောက်သွားရဆိုတော့ဒါကိုရှေ့ရနေပြီးအကြီးတယောက်အနေနဲ့အဲရှေ့ဆောင်လမ်းပြကောင်းတစ်ခုလို့လည်းခံကြရရတယ်ပြီးတော့အာလူကဘယ်နေ့ဘာဖြစ်မှမသိဘူးနောက်နှစ်တည်းမှာဆက်ခင်းကျင်နေဆိုပေမဲ့ကိုယ့်ရဲ့ကျမရဲ့ချင်းကြီးကိုယ့်ရဲ့ပေါ့နော် အလုတ်ကန်ချီနေတွေရရှိသေးတာကိုဆိုတော့မြတ်တူကတော့ဒီအလိုမျိုးကထိန်ခင်းခွင်းရတဲ့မြတ်တူအရန်ကိုလည်းကြည်ညိုတယ်အာကိုကိုကိုတမိတယောက်အနေနဲ့လည်းဒါလေးကမိဘတွေကိုစိတ်ဆန္ဒကိုတစ်ဖက်လမ်းကဖြည့်ဆည်းပေးလိုက်တယ်ဆိုတဲ့စီလေးလည်းဖြတ်သွားတာပေါ့ရှင်အာအဲ့လိုမျိုးတော့အမေတို့ကလေမိဘတွေကဘယ်တော့မှမတောင်းဆိုဘူးမြတ်တူမိဘတွေကတအားပေါ်တော့ဟိုတို့ကလေရှိတဲ့အရာလေးကိုတို့မှာရှိတဲ့အရာနဲ့ချိုးချံချွေတာပြီးအဆင်ပြေအောင်နေတတ်တဲ့မိဘလို့ပဲပြောရမှာအဲ့အတွက်ကိုကလည်း pressure မရှိဘူးပေါ့နော်ပေါ့ပေါ့ပါပါနေခွင့်ရတယ်ဘာလို့ဆိုတော့ဒေါဘမကြီးဘူးရှိကြလေးနဲ့ရောင်ရဲပြီးနေတဲ့အ အဖေနဲ့အမေမျိုးတော့ပိုင်ဆိုင်ထားတဲ့အခါကျတော့လေမသူတို့အရန်ကိုတက်တောင်တာဖြစ်တယ်သူတို့ဘာလို့ကျနေဆိုတော့မှမတောင်းတဘူးဒါပေမဲ့ဒီနေ့တော့ကောင်းအောင်မပြောလာနဲ့အင်းတော့လေကိုကြီးရဲ့မူတို့အိမ်တော်သက်တွေပါမပေါ့နော်ဒီလိုမျိုးလေးကတိမကိုပိုင်မခင်းဘူးပေါ့နော်ဒီနေ့တော့ခင်းရတာပေါ့ဆိုတော့အခါကျကိုလည်းကြည်နူးရတာပေါ့နော်အဖေတို့အဖေကလည်းပြောတယ်တမီးရန်ဝန်းတာတယ်နောက်နှစ်တည်မှလည်းဒီလိုခင်းနိုင်အောင်စ조사ကြမယ်ပေါ့နော်조사ပေးပါဆိုပြီးတော့လေဖေကလည်းပြောတယ်အဓိကတော့အမျက်တူချစ်တယ်ပေါ့နော်အာပွင့်ဦးလာကိုချစ်တယ်လို့ပြောရမှာပေါ့ရှင်နော်ဘာလို့ဆိုတော့အမျက်တူကဒီအဲ6လပိုင်း9လပိုင်း ဒီ၈လပိုင်းပေါ့9လပိုင်းကစတာပေါ့နော်ပို့ပြီးတော့ဒီ9လပိုင်း၈လပိုင်း9လပိုင်းတောက်လျှောက်ကပွေဦးလာလေးကိုချစ်ခင်ကြတဲ့ခါကျတော့မြန်မာနိုင်ငံအနှံ့ပဲပွေဦးလာလေးဆိုပြင်သူအရင်အလုပ်လေးတွေလုပ်ရတယ်ပွဲတွေသွားရတယ်အဲနောက်ပြီးတော့ဒီလိုပေါ့နော်ကြော်ညာလေးတွေ commercial လေးတွေရတယ်အဲ့ဒီအနေမှာရလာတယ်ပေါ့နော်အရာလေးနဲ့ငွေလေးနဲ့ပေါ့နော်ကိုနိုင်တလောက်လေးကိုကပြန်ပြီးတော့အဲကုသိုလ်လေးပြုလို့ရတယ်အဓိကတော့ကိုကိုချစ်တဲ့ခင်တဲ့သူတွေကိုကိုချစ်လို့အလုပ်အပ်တဲ့လုပ်ငန်းရှင်တွေရဲ့ဒီသူတို့ရဲ့ပေးတဲ့ပေါ့နော်အမှုပညာကြီးလေးတွေကနေပြီးတော့မှဝင်ငွေလေးနဲ့ပေါ့နော်ကိုရဲ့အမှုပညာ ညာဝင်ငွေစစ်စစ်နဲ့ပေါ့နော်အာကိုကကိုရဲ့တနိုင်တစ်ပိုင်းတက်နိုင်လောက်လေးပြန်ပြီးတော့လှူဒန်းခွင့်ရတဲ့အတွက် တကယ်လည်းရမ်းဝမ်းသာလို့ဒီအလှူလေးကလည်းဒီမြတ်သူပွင့်ဦးလှလေးကိုချစ်တဲ့တယောက်ချင်းစီအကုန်လုံးမြတ်အလှူလို့ပြောချင်ပါတယ်ရှင်ဟာထိန်လေးခက်လက်တာခုနှစ်သားသမီးအားလုံးမြတ်သူချစ်တဲ့တယောက်ချင်းစီပြည်သက်တစ်ယောက်ရေးစီရဲ့ပြီးတော့မြတ်သူအလုံးအပ်တဲ့လုပ်ငန်းရှင်တယောက်ချင်းစီရဲ့အာပေါ့နော်ဒီအလှူလေးအကုန်လုံးပါလို့ပြောချင်ပါတယ်ခုနှစ်သားသမီးအလှူဖြစ်တဲ့အတွက်အတူတကွပေါင်းပြီးသူခွင့်ရတဲ့အတွက်လည်းအရန်ကိုဝမ်းသာမိပြီးဖြစ်ရပါတယ်လို့အမြတ်သူရဲ့အလှူလေးအားလုံးကိုပေါ့နော်မျှဝေ ေပေးပါရလို့ပြောချင်ပါတယ်ရှင်။